စုံရပါကဒီမှာစုံစုံကြောင်းငံပြရေးကြောစိုက်ပါဒီလေးကြောစီရဆိုအဲအရာပါအစိုက်ဆုံးမှာအင်ရှင်မတွေအယုံသူယုံသားတွေနဲ့အဆောင်တွေရဲ့ចောင်းသားចောင်းသူတွေပေါ့နော်သူတို့အတွက်ရွယ်ပြီးတော့ဒီဟင်းနှစ်ထုတ်လေးပုံစံနဲ့ဝယ်သူစားသုံးလို့ရအောင်ဆိုပြီးတော့ထုတ်လုပ်ကြည့်ခဲ့ရဖြစ်ပါတယ် ျွန်တော်စားကြည့်တော့ကောင်းတယ်အနေတော့ကိုကြော်ညာလို့ကြော်ညာပြောတယ်ဗျာတကယ်ကောင်းလဲကောင်းတယ်အဲတော့ကျွန်တော် recommend ပေးမယ်ဆိုလို့ရှိရင်ဇွန်ကြောင်ငံများရေကြော်အနှစ်တုံးနဲ့ခရမ်းညီကိုပြီးကြတယ်အဲ့ဒါလေးတော်တော်စားကောင်းတယ် ျော်ခေရောနိုင်ငံသားမနေတော့ဆိုရင်မမေကအမြဲဟင်းလေးချက်ပြီးတော့ပို့ပေးရပေါ့နော်ခေအဲကြိုက်တာခင်းနဲ့ခင်းမြမာလေးကြိုက်တဲ့အဟင်းလေးတွေကိုအခုကကျတော့ဒီလိုမျိုးထုတ်ကလေးတွေ ready made လာတယ်ဆိုတော့အဲခီးသွားတာပဲဖြစ်ဖြစ်အဝေးရောက်နေတဲ့သူတွေအတွက်ဖြစ်ဖြစ်ပေါ့နော်ပို့ရတာလည်းလွယ်သလိုအဲ့လိုမျိုးဒီအိတ်ထဲထဲရတာလည်းလွယ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးခေးအနေနဲ့စဉ်းစားရင်တော့ international student တွေအတွက်လည်းအရင်အဆင်ပြေတယ် ခေးလိုမျိုးရှူတင်သွားရင်လည်းတခါတည်းထဲ့သွားရုံပဲပေါ့နော်အရင်စင်ပြေလို့ထင်ပါတယ်ဟုတ်ခေးကြိုက်စမရပါကဒီမှာကစွန်ကြောက်ငံပြရေးကြောကြိုက်ပါခရိုင်ဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာခေးကိုနှစ်လရဲ့ထိန်းလာတဲ့အမိုးကြီးဆိုတာရှိရလေသူကအမြဲငံပြရေးကြောချက်ပြေခေးအရင်ကြိုက်တယ်အဲ့တော့ခေးကလည်းဒီလေးကြောစီရဆိုအဲအရသာအကြိုက်ဆုံးမှာဒီကပါရှိပြီးလို့ခင်ဗျာစားလို့ရလား လေးကျော်ဟင်းနှစ်တုတ်တွေပေါ့နော်စားထုတ်တဲ့ idea လေးကတော့အိမ်မှာမြန်မာသမီးဟင်းတွေကိုပြင်ဆင်ချက်ပြုတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့တွေပေါ့နော်အဓိကအပြင်အင်ရှင်မတွေအာရုံးသူရုံးသားတွေနဲ့အဆောင်တွေရဲ့ចောင်းသားចောင်းသူတွေပေါ့နော်သူတို့အတွက်ရွယ်ပြီးတော့ဒီဟင်းနှစ်တုတ်လေးပုံစံနဲ့ရွယ်တူစားသုံးလို့ရအောင်ဆိုပြီးတော့ ထုတ်လုပ်ကြည့်ခဲ့ရဖြစ်ပါတယ်ထုတ်လုပ်တဲ့အခါမှာလည်းကျမတို့မြန်မာလူမျိုးတွေကြိုက်တယ်ပေါ့နော်အာအရန်ဟင်းမယ်ပုံစံမျိုးလေးတွေကိုရွေးချယ်ပြီးတော့ထုတ်လုပ်ထားပါတယ်လေးကြုံမှာဆိုလို့ရှိရင်ပေါ့နော်ဟင်းနှစ်ထုတ်ပုံစံနဲ့ဆိုလို့ရှိရင်ငရုတ်သီးစိမ်းငပီကြက်ခင်းညတိငပီကြက်အာပစွန်ကြောင့်ငံပြရဲ့ကြောကလကြက်နှစ်ထမင်းတုတ်ဟင်းနှစ်ထုတ်လေးတွေအပြင်ကိုအာမိုဟင်ငါဟီအနှစ်ပေါ့နော်ပြီးတော့တီးဆောင်ဘက်ကလာဟင်းစတော်ဘဲပြုတ်စားတွေကိုလည်းစီတုတ်ကူပုံစံလေးနဲ့ထုတ်ထုတ်ထားပါတယ် ကဲအနှစ်တုပ်လေးတွေကသူ့ကိုဘယ်လိုပြောမလဲကျွန်တော်ကတော့ကြိုပြီးတော့လက်ဆောင်ရထားတယ်သူတို့ပေးတော့ကျွန်တော်စားကြည့်တော့ကောင်းတယ်အနှစ်တုပ်ကိုကြော်ညာလို့ကြော်ညာပြောတယ်ဗျာတကယ်ကောင်းလဲကောင်းတယ်ဒါတော့ကျွန်တော် recommend ပေးမယ်ဆိုလို့ရှိရင်ပစံကြောက်ငံများကြီးကြောအနှစ်တုပ်နဲ့ခရမ်းချင်ဆိုပြီးကြက်တယ်အဲ့ဒါလေးတော်တော်စားကောင်းတယ်ပိတ်သက်တယ်လည်းတွေးမှာပါအခုဆိုလည်းဈေးကွက်ထဲမှာရောက်ရောက်နေပါလိမ့်မယ်ဟိုဈေးနှုန်းလည်း fair ဖြစ်တယ်လေတထောင်တထောင်လောက်နဲ့ဆိုတော့ဗာပြောအရသာလည်းရှိတယ်စားလို့လည်း main တယ်ဗာပြောဟင်းဟင်းပွဲတွေဟင်းလျာတွေတို့သမင်းမချက်ချင်တဲ့လူတွေအသင့်စားစားလိုက်မယ်ဆိုတော့ချင် ready ပဲ okay တယ်လေအဆင်ပြေတယ် ကောင်းပါလေလေးကျော်ဟုတ်ဘယ်မျိုးမြည်ဆမ်းပြီးသွားရည်လဲဘယ်နှမျိုးမြည်ဆမ်းပြီးသွားရည်လဲအဲအရသာအကြိုက်ဆုံးကခုနကျွန်တော်ပြောတဲ့ပစိုးကြောင်ငံမြိုင်ကျတော့အကြိုက်ဆုံးထွက်ထတာအများကြီးပဲငါရုပ်သီးစင်းကပီးချက်ပြီးတော့ခုနကျွန်တော်ညာနေတော့ကလဲချက်အတဲခဲကြီးဒီကပီးချက်ပစိုးကြောင်ငံမြိုင်ကျတော့ပြီးတော့ဤဆုံးဘက်ကလာဟင်းတွေအစုံပဲကျွန်တော်စားဘူးတာတော့ဟိုဟာဟိုဟာပေါ့ မျိုးရင်းသင်္ကပြည့်ချက်စာပြီးွားဒီကောင်နဲ့အဆက်ကြရတော့ကလေးချက်အနှစ်လေးကတော့မစိုးဘူးဗျတော်တော်လေးကိုဆက်ဆက်လဲဟိုဘယ်လိုပြောမွန်ချက်လေးလိုလည်းဖြစ်တယ်မွန်ချက်ချက်သားချက်ပေါ့ဒါပေမဲ့ဒီမှာကျတော့အသားတွေမတုံတာဘူးအကုန်လုံးကအသားတူတွေကိုပဲပြန်ပြီးဟိုဖြစ်ထားတယ်ဆိုတော့အေးစိတ်ပါပဲစားလို့တော့အဆင်ပြေတယ်ပုံစံငံများကြီးကျတော့ကျွန်တော် recommend ပေးတယ် ရတာမှာဆိုလို့ရှင်ပေါ့နော်အိမ်မှာချက်တဲ့အမေတွေတော်တွေခွားတွေချက်ကျွေးတဲ့အဲအိမ်ချက်လက်ရအောင်ပုံစံမျိုး ရရှိအောင်ဆိုပြီးတော့အထုတ်လုပ်ထားပါတယ်အဲဒီဟောင်းဟင်းနှစ်မှာဆိုလို့ရှင်တော့ပေါ့နော်ကလဲကျက်နှစ်ဆိုလို့ရှင်ထူးခြားရပါတော့နော်သူကမွန်ပြည်နယ်ကကလဲကျက်ဟင်းအရသာတိုင်းကိုထုတ်လုပ်ထားပြီးတော့ အသားတူကိုပဲအသုံးပြုထားရတဲ့အဲဖြစ်တဲ့အတွက်ကြောင့်မလို့တသက်လွစားသုံးသူတွေအတွက်လည်းအဆင်ပြေစေပါတယ်ပြီးတော့ဒီလေးကြော်မှာထုတ်လုပ်ထားတဲ့စားတော့ကုန်အလုံးက FDA နဲ့ဟာလာအတိမတ်ပြုတစ်စိတ်ရရှိထားတာဖြစ်ပါတယ်အဲ့တော့လူမျိုးမျိုးဘာသာမျိုးစားသုံးနိုင်ပါတယ်ကြောက် မင်းတော့နေပြီးလုံးပဲလာခင်မဲဆုံးမဲပေါ့အမဲဆုံးမဲပေါ့ညာရိုင်းလိုက်ရရင်ဒီအဲ jewelry တို့အဲ skin care beauty ရရိုက်နေရတာများရပေါ့နော်အခုကျတော့ဒီလိုမျိုးမြန်မာအစားအစာလေးအတွက်ရိုက်ပေးရတော့ K1 သားပါတယ် အပြောင်းလဲလေးပေါ့နော်ခင်ရတော့တုံယုံတုံယုံဆိုအဲ့လိုမျိုးကြောင်းရရင်မှတိတ်မကတတ်ဘူးပေါ့နော်ဒါပေမဲ့ကိုဂျူကလည်းအရန်သဘောကောင်းပါတယ်အဲဒီမှဟိုဒီဆက်ဖွဲ့ရလူတွေကလည်းအရန်အဲသဘောကောင်းတယ်ခင်ကိုလည်းကူညီရဆိုခင်လည်းပြောရပါတယ်ရှိတယ်မှာဟုတ်တယ် ကြော်ကိုစားသုံးသူတဲ့လူတွေအတွက်ပေါ့နော်ညီမတို့ပေးရတဲ့ဈေးနဲ့ထိုက်တန်တဲ့အခြေအတွေးရရှိအောင်ဆိုပြီးတော့စူးစမ်းပြီးထုတ်လုပ်ထားတယ်။အဲလေးကြော်ဒီငင်းနေတော့တွေကိုလည်းအမျိုးမျိုးနဲ့နဲ့မှရှိရဲ့အာဆိုင်ဒီမှာဝယ်ယူရရှိနိုင်အောင်လို့စူးစမ်းပြီးဖြန့်ရှိနေပါတယ်။လေးကြော်ကနေပြီးတော့မကြမီလဲဟင်းအမဲအစ်စ်လေးတွေထွက်ရှိဖို့ရှိပါတယ်။အဲ့ချိန်ကြလို့ရှိရင်လည်းစားသုံးသူများအာဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ပြောကြချင်ပါတယ်။လေးကြော်ကိုအာစားသုံးတဲ့မိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်။